ဒီနေ့ကတော့ဖြိုးဟာကြွတ်ကြွတ်ရွရွလေးနဲ့အရန်ဆောက်လို့ကောင်းတဲ့ကြက်သားပစွန် spicy တမ်ဘူရာလေးလှုပ်ဆောင်မလို့ပါဖြိုးဘလော့လေးအဆုံးထိကြည့်ပေးကြပါအောင်ရှင်အလုံးမင်းမင်္ဂလာပါရှင်တမ်ဘူရာကြော်လှုပ်ဖို့အတွက်ဖြိုးဟာဒီ spicy တမ်ဘူရာအမှုတ်လေးတုံးထားတာပေါ့နော်အရသာတွက်စားနည်းနည်းတကြားနည်းနည်းပြီးရင်ကြက်ဥလေးတစ်လုံးဖောက်ထည့်လိုက်တယ်ပြီးရင်တော့ရေလေးနည်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 းထည့်ပြီးတော့ဖြိုးတို့ပြပြလေးဖြစ်တဲ့အထိဖြော်ပြလိုက်မှာပေါ့နော် ကဲအခုလို့တမူရအနှစ်လေးရပြီဆိုလို့ရှင်တော့ဖြိုကပါမောက်၆လေးကိုလည်းအခုလို့ပြင်ဆင်ထားလိုက်ပါမယ်။စားကြဖို့အတွက်အိုးကိုစီပေးပူထားမယ်။ပြီးရင်တော့ကြက်သားလေးတွေကိုတမူရအနှစ်ထဲနှင့်မယ်။ပြီးရင်ပါမောက်၆လေးတွေကတ်ပြီးတော့ကြော်လို့ရပြီပေါ့နော်။ကြော်တဲ့အခါမှာမီးပြင်းပြင်းနဲ့မကြော်ဘဲနဲ့မီးကိုအချိန်လေးရှော့ပြီးမှကြော်နော်အဲ့ဒါမှအထက်အသားတွေပါနူးနူးအီးအီးလေးနဲ့ကြက်မှတိလာကဲတစ်ဖက်ကိုကြက်ပြီဆိုမှနောက်တစ်ဖက်ကိုလှမ်းပေးနော် ကယ်ဖြိုးရဲစက်သားတက်မှုရာကြော်လေးကတော့ကျွတ်ကျွတ်ရွာလေးနဲ့ရာသွားပါပြီ။ပြီးရင်တော့ဖြိုးဟာပစုံလေးကိုလည်းအခုလိုပဲတက်မှုရာအနှစ်လေးနဲ့ကပ်ပြီးရင်ပါမိုး၆လေးနဲ့ကပ်ပြီးတော့ကြော်ပေးပါမယ်။ကြော်တဲ့အခါမီးအရှင်လိုရှော့ပြီးမှကြော်နော်။แกกูဆိုရင်တမူရကြော်လေးတွေရသွားပြီဆိုတော့ဖြိုးစားပါတော့မယ်။แกกูဆိုလို့ရှင်တော့ဖြိုးရဲ့ spicy တမူရကြော်လေးရသွားပြီပေါ့เนาะစားစားပါတော့မယ်။ရင်းလုံးပုစုံလေးစားမယ်။ ငယ်ရုပ်စီနဲ့ဆက်ကြပါဦး be honest လေးပါတိုးလိုက်ရှယ်ပဲဟမ်စိတ်တာပါနော်ဟမ်ဆက်ကြပါဦးရှင်ပြောစားတော့မယ်ဟမ် 다 잡아. 응. နောက်ဘလို့ကြောက်ရှင်ဖြိုဘာချက်ပြပြီးတော့ဘာစပြအောင်လို့ဆိုတာဆက်မကြည့်ရှုပေးကြပါဦးရှင်တဒါ